အီဇွေရဲ့မဟာမိတ်တွေကတော့အီဇွေကိုထောက်ခံနေပါတယ်ဒါပေမဲ့အီရန်ကအီရန်ကိုဘယ်သူထောက်ခံလဲအီရန်မှာအီဇွေလိုထောက်ခံတဲ့မဟာမိတ်တွေရှိလားဒါပေမဲ့အထူးသဖြင့်ရုရှားနဲ့တရုတ်တို့ကယင်းနေတဲ့မိတ်ဆွေတွေဖြစ်တယ်ဒီနေ့ညရုရှားကိုအာရုံစိုက်ကြရအောင်ဒီစစ်ပွဲမှာရုရှားကဘာအများကြီးဆုံးရှုံးရမှာလဲအခုရုရှားဘာလုပ်နေလဲစစ်ပွဲဆက်နေတဲ့အခါမှာရုရှားကအလင်းမြန်ဝေဖန်ခဲ့ပါတယ်အီရန်ပေါ်အီဇွေရဲ့တိုက်ခိုက်မှုတွေကတရားမဝင်ကြောင်း သူတို့ကပြောကြားခဲ့တယ်ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာတမပူရင်းကဖြန့်ဖြည့်သူအဖြစ်ကူညီပေးဖို့အတွက်ကံလန်ခဲ့ပါတယ်ဒါပေမဲ့အစ္စရေးကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုစိတ်မဝင်စားဘူးလို့ရုရှားကပြောပါတယ်ရုရှားအရာရှိတဦးကလိုအပ်ပါကဖြန့်ဖြည့်ပေးရမှာရုရှားကကူညီပေးဖို့အတွက်အသင့်ရှိကြောင်းတမနာပူတင်ကပြောကြားခဲ့တယ်ဒါပေမဲ့ယခုအချိန်မှာအစ္စရေးကဂျာဝင်ဖြန့်ဖြည့်ခြင်းဒါမှမဟုတ်ငြိမ်းချမ်းတဲ့အဖြစ်ကိုမလိုချင်ကြောင်းပြောကြားခဲ့ပါတယ်ရုရှားကဖြန့်ဖြည့်ပေးနိုင်မယ်ဆိုရင်ပူတင်ရဲ့ပုံရိပ်ကိုပိုကောင်းလာလိမ့်မယ် ဒါကိုအီရန်ကသဘောတူနိုင်ပေမဲ့အစ္စရေးကတော့သဘောတူမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အစ္စရေးကစစ်ရေးရအနိုင်ရပြီးအသာစီးရနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်အခုချိန်မှာရုရှားနဲ့မပတ်သက်ပါဘူး။သူတို့ကအီရန်ကိုလက်နက်မပို့ဘူး။ပြန်ပြေတာမလုပ်ဘူး။တိုက်ပွဲလည်းမဝင်ပါဘူး။ရုရှားကဘာကိုအများအဆုံးရဖို့ရည်တည်မလဲ။အနောက်အာရှမှာ၎င်းသူတို့ရဲ့အနီးကဆုံးပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်။ပူတင်ကအီရန်အစိုးရနဲ့ဆက်ဆံရမှာများစွာရင်းနှီးမြှုပ်နှံထားပါတယ်။ နိုင်ငံစလုံးကအနောက်နိုင်ငံတွေနဲ့ပိတ်ဆို့အရေးယူမှုကိုရင်ဆိုင်နေရပါတယ်။ဒီအရာကကုံတွယ်မှုရင်းနှံဒါမှမဟုတ်တဘောတောင်းဝင်မဟုတ်ပဲသူတို့ရဲ့အခိုင်အမာဆုံးချိတ်ဆက်မှုဖြစ်ပါတယ်။မြဝေတဲ့ပြူဟာဖြစ်တယ်။ဒါကိုစီးရီးယားမှာတွေ့ပူပါတယ်။စီးရီးယားပြည်တွင်းစစ်ဆက်တင်တဲ့အခါမှာအာဆာအစိုးရပြိုလူနေပါဖြစ်နေပါတယ်။ပထမဦးစွာအီရန်ကအာဆာကိုကူညီဖို့တော့ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်2015ခုနှစ်မှာရုရှားကပူးပေါင်းခဲ့တယ် အီရန်နဲ့ရုရှားတို့ကအစအစိုးရကိုအာဏာဆက်လက်ထိန်းသိမ်းထားခဲ့တယ်။ဒါဟာသူတို့ရဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုရဲ့ဥပမာတစ်ခုပါ။တချင်ကရုရှားကစီးရီးယားမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက်အီရန်ရဲ့အခြေစိုက်စခန်းတွေကိုအသုံးပြုခဲ့ပါလား။အဲ့ဒါကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကဘလောက်ရင်းနှီးလဲဆိုတာပြတယ်။ပြီးတော့သူတို့ကပူတော့နှိစချင်ကြတယ်။ဒီနေ့စောပိုင်းမှာအီရန်နဲ့ရုရှားတို့ကနှစ်နှစ်ဆက်စစ်ရေးသဘောတူစာချုပ်ကိုလက်မရေးထိုးခဲ့ကြတယ်။လက်နက်တွေရောင်းဝယ်ဖောက်ကားခြင်းပူရစီလေချင်း ချင်းနဲ့နီးပညာသစ်တွေကိုအတူတူကလှုပ်ဆောင်ခြင်းဆွေးနွေးခြင်းစသဖြင့်ပါပါတယ်ဒါပေမဲ့သဘောတူညီချက်မှာအချင်းချင်းခုခံကာကွယ်ရမယ်ဆိုတဲ့ကတိတွေမပါပါဘူးဒါကြောင့်ရုရှားကအီရန်ကိုတိုက်ခတ်တဲ့အခါမှာကာကွယ်ဖို့မလိုပါဘူးဒါပေမဲ့ရုရှားကအီရန်ကိုလက်နက်တွေပေးပို့နိုင်ပါတယ်အီရန်ကရုရှားကိုကူညီနေပြီဖြစ်တယ်2022ခုနှစ်ပေါ့နော်အဲဒီချိန်မှာအီရန်ကရုရှားကိုဒုံးအစင်း3000ဆီလိုပို့ခဲ့ပါတယ် ယူကရိန်းစစ်ပွဲမှာရုရှားအဲ့ဒီဒရုန်းတွေကိုအသုံးပြုခဲ့တယ်။အခုအီရန်ကဒရုန်းတရားပြန်လည်ရရှိဖို့အတွက်မျှော်လင့်နိုင်ပါတယ်။အီရန်က S-300 ဒုံးကြီးစနစ်နဲ့ MIG တိုက်လေယာဉ်လိုဟာမျိုးရုရှားလက်နက်တွေကိုအသုံးပြုနေပါပြီ။ဒါပေမဲ့အခုတော့အီရန်က S-400 စနစ်နဲ့ SU-57 ဂျက်လေယာဉ်လိုပိုအားကောင်းတဲ့လက်နက်တွေကိုလိုချင်ပါတယ်။ဒါပေမဲ့ပူတင်ကသူတို့ကိုမပေးသေးပါဘူး။ သူကယူကရိန်းစစ်ပွဲနဲ့အလုံးလှုပ်ရှုပ်နေပြီးတော့အီရန်ကိုအင်အားကြီးလက်နက်တွေပေးပို့အတွက်မတနိုင်သေးပါဘူးထို့အတူပဲအဲ့လိုအချင်းအပြုတ်အမှုတွေကိုကျွန်တော်တို့အရင်ကတွေ့ပူပါတယ်စီးရီးယားမှာတပုံတွေမြေပြင်မှာတိုက်ခတ်နေတဲ့အချိန်မှာပူတင်ကအကူအညီတွေပေးနိုင်ခဲ့တယ်သူလီတာကတပုံတွေကိုတားဆီးနိုင်ခဲ့တယ်ဒါပေမဲ့သူမပါဝင်ခဲ့ပါဘူးဒါဆိုပူတင်ကအီရန်မှာမတူကွဲပြားတဲ့အပြုတ်အမှုတွေလုပ်မလားလော်လော့ဆယ်မှာတော့သူလုပ်မဲ့လက္ခဏာမရှိပါဘူးဒါပေမဲ့ဒါက ပူတင်ပဲသူဘာလုပ်မယ်ဆိုတာကျွန်တော်တို့အမြဲတမ်းခတ်မှလို့မရပါဘူးသူရဲ့ဆုံးဖြတ်ချက်ပေါ်ပဲယာကလွန်မိုးနိုင်တယ်လေပထမတစ်ချက်ကအာရဗီလက်ကွေ့နိုင်ငံတွေနဲ့ရုရှားရဲ့ဆက်ဆံရေးဖြစ်တယ်ရုရှားကအိုပက်ရင်းနဲ့အုပ်စုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ရင်းနှံဇင်းနှုံးတွေထိမ့်သိမ်းဖို့အတွက်ပင်လယ်ကွေ့နိုင်ငံတွေနဲ့နင်းနင်းကကလှုပ်ဆောင်တယ်အကယ်၍အီရန်ကဒိုအာရနိုင်ငံတွေတိုက်ခိုက်မယ်ဆိုရင်သူတို့နဲ့ရုရှားရဲ့ဆက်ဆံရေးကိုထိခိုက်နိုင်တယ်ပူတင်ကသူဆက်ဆံရေးတိစောက်ဖို့အတွက်စူးစမ်းခဲ့တဲ့ဒါကိုသူတို့စိတ်ဆိုးချင်မှာမဟုတ်ပါဘူး ဒုတိယတစ်ချက်ကတော့ Ukraine စစ်ပွဲဖြစ်တယ်ဒီနေ့အတွင်းမှာ Ukraine မှာရှိတဲ့ Russia အတွက်အလွန်ရေးကြီးပါတယ် Donald Trump ကထိုနေရာမှာငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်တွန်းအားပေးတယ်ဆွေးနွေးပွဲတွေမစတင်ခင်မှာ Russia ကအများထုတ်လို့တယ်ဒါကြောင့် Iran နဲ့ပြည်ပခါမှာအာရုံတွေထွေပြားနေပါတယ်အဲ့ဒီနေ့မှာအင်္ဂါနေ့မှာ Russia က Ukraine ပေါ်မှာအရင်စိုက်နေကြအောင်ပြတ်တက်ပါတယ် Kiev ကိုကြီးမားတဲ့ဒုံးကျည်နဲ့တိုက်ခတ်ခဲ့ပါတယ်တတိယအချက်ကဘာလဲဆိုတော့တိုင်ခင်းတမန်ခင်းအတွက်အခွင့်အလမ်းဖြစ်တယ် တတမရေရတော့တိတ်မတွေ့သေးပါဘူးဒါပေမဲ့ဒီအစ္စရေးအီရန်စစ်ပွဲဟာအချိန်အကြာကြီးဆက်သွားနေမှာဆိုရင်လူတွေကငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်တောင်းဆိုလာနိုင်တယ်။အီရန်ကယုံကြည်ရတဲ့ဖြန့်ဖြစ်သူလူချင်းတယ်။အမေရိကန်သားမို့ဥရောပနိုင်ငံတွေယုံကြည်မှာမဟုတ်ဘူး။ဒါပေမဲ့ရုရှားကတော့ယုံနိုင်တယ်။ဒါဟာ2015ခုနှစ်နျူကလ িয়ার ဆွေးနွေးပွဲမှာဖြစ်ပျက်ခဲ့တာဖြစ်တယ်။အမေရိကန်ပြင်သစ်ဘီဒင်ဂျာမနီတရုတ်နဲ့ရုရှားတို့ကပါဝင်ခဲ့တဲ့6နိုင်ငံဖြစ်တယ်။အီရန်ကဘူတင်ကိုစပွဲမှာပြန်တွေ့ရမှာ ပြောပါတယ်။ ဒါပေမဲ့အခုအချိန်မှာတော့အဲ့ဒါကဝေးပါသေးတယ်။ဤဇွေကဤစစ်ပွဲကိုတိုက်ခတ်ခြင်းဖြင့်အနိုင်ရလို့တယ်။အဲ့ဒါဒီဘာမှမပြောင်းလဲဘူးဆိုရင်တော့ရုရှားကဘေးကနေစောင့်ကြည့်နေကြမှာရှိတယ်။